ကာရိုဆယ်ပို့ဆိုတာကိုယ့်ရဲ့ page မှာအခုလိုမျိုး၄000ပုံစံ template လေးတွေနဲ့တင်ကြတဲ့အချိန်မှာအသုံးပြုရတယ်ပုံစံလေးတစ်ခုဖြစ်ပါတယ်ကုန်း page မှာ follower တွေတိုးတင်နေတဲ့အခါ post တစ်ခုတည်းပါရင်ကိုယ့်ရဲ့ multiple product တွေကိုအခုလိုမျိုး template လေးနဲ့စုံစုံလေးနဲ့ပြသတင်နေတဲ့အခါကိုယ့်ရဲ့ product တွေ service တွေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုး step by step ပြသတင်နေတဲ့အချိန်မျိုးတွေမှာ customer review တွေကိုပြန်ပြီးတော့တင်နေတဲ့အခါ စတဲ့အချိန်တွေမှာအခုလိုမျိုး template ပုံစံလေးတွေတုံးပြီးတော့တင်လို့ရမှာဖြစ်ပါတယ်။သူက image တွေကိုပဲတင်လို့ရမှာမဟုတ်ဘဲနဲ့အခုလိုမျိုး short video လေးကိုတင်မယ်ဆိုရင်လည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်။ carousel post လေးကိုအခုလို template တွေနဲ့ဘယ်လိုတင်ရမလဲဆိုတာကိုသိချင်တယ်ဆိုတော့ဒီ video လေးမှာထပ်ပြီးတော့ပြောပြပါမယ်။ဒီဝက်တဲ့ browser လေးကိုကျွန်တော်ဖုန်းမှာ install ထည့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ play store ကိုသွားပေးရမှာဖြစ်ပါတယ်။ this search bar လေးမှာ kiwi browser ဆိုပြီးတော့ရိုက်ပါမယ်။ဒီမှာမြင်တွေ့ရတော့ kiwi browser လေးကိုကျွန်တော်ဖုန်းထဲကို install ရင်ဆုံးပြုလုပ်ပြရမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲကနေပြီးတော့ kiwi browser ကို click တစ်ချက်ခင်လိုက်ပါ kiwi browser ရဲ့ကိုရောက်ပြီဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ facebook account လေးကိုဝင်ပေးရမှာဖြစ်ပါ okay ဒါဆိုလို့ရှိရင် kiwi browser ကနေပြီးတော့တစ်ချက်ကျွန်တော်တို့အနေနဲ့ facebook account လေးကိုဝင်ပေးရအတွက်ဒီခုမြင်ကြတော့ pass icon လေးကိုနှင်ပေးရမှာဖြစ်ပါဒါဆိုလို့ရှိရင်ယခုကဲ့သို့ home box ကိုလေးထပ်ပြီးတော့ပေါ်လာတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က queue free ဆိုပြီးတော့ရိုင်းလိုက်ပါပြီးရင် enter copy ရမှာဖြစ်ပါတယ် ဒီနေ့မှမြင်တွေ့ရတော့ QP website လေးကိုဝင်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ယခုမြင်တွေ့ရတော့နေရာလေးမှာ click key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲကို QP.com ရဲ့ core extension လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ install core extension ကို click ချင်နှိပ်ပါဒါဆိုလို့ရှိရင်ယခုမြင်တွေ့ရတော့အတိုင်း download zip file ဆိုတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီ link အပြားလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ download button လေးကိုနှိပ်ပေးရမှာဖြစ်ပါတ ောင်းလုတ်ကိုနှင်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်စစ်ပိုင်လေးကိုကျွန်တော်ခုနကိုဒောင်းလုတ်ပြုလုပ်နေရကိုတွေ့မြင်မှာဖြစ်ပါတယ်။ညာဘက်ပေါ်ထောင်းမှာရှိတဲ့ Python လေးကိုနှင်ပေးရမှာဖြစ်ပါတယ်။ extension ကိုပြုပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ plus from sit ဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်။ဒီ icon လေးကိုနှင်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ဘယ်ဘက်ပေါ်ထောင်းမှာရှိတဲ့3 bar လေးကိုနှင်ပေးရမှာဖြစ်ပါတယ်။ဒောင်းလုတ်ကိုနှင်ပေးရမှာဖြစ်ပါတယ်။ ီနေရာမှာ QFS Stephanie ကိုရွေးပေးရမှာဖြစ်ပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ QFS session နဲ့မှာ QF browser လေးကိုထည့်သွင်းမိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖုန်းကိုနှိမ့်လိုက်ပါမယ်။ video လေးကိုနှိပ်ပေးရမှာဖြစ်ပါအဆုံးမှာမြင်တွေ့ရတော့ QF ဆိုတာလေးကိုခဏတစ်ချိန်နှိပ်ပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် QF website လေးကိုရောက်ရှိကြတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ desktop ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ ိုင်းအင်ဝတ် Google ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ကအကောင့်မရှိသေးဘူးဆိုတော့ create account ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ next ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့မွေးနေ့နဲ့ဂျန်တာကိုယူပေးရမှာဖြစ်ပါတယ်။ဒေတာလေးတွေထပ်သွင်းပြရဖြစ်တဲ့အတွက် next ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင် next ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ โอเคဒါဆိုလို့ရှိရင် few second နဲ့မှာကျွန်တော် login ဝင်ရောက်ပြီးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ social media နဲ့ပတ်သက်ပြီးတော့ tools တွေအများကြီးကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ဒီ application ကိုတော့မယ်ဆိုရင်တော့သူကဓာတ်ထင်ချင်း9000ဒေါ်လာလောက်ပေးရတာရှိပါတယ်။တကယ်လို့နှစ်လသာအသုံးပြုမယ်ဆိုရင်တော့သူကအဲ66000အတွက်ကို10ဒေါ်လာကျရှိမှာဖြစ်ပါတယ်နော်။ Okay ဒါကတော့ Facebook မှာကျွန်တော်အနေနဲ့ carousel post တွေကိုတင်ခြင်းတဲ့အချိန်မှာအသုံးပြုလို့ရတဲ့အပြင်မှာအခြားသော tools တွေအများကြီးလည်း အဝင်တာကိုစကူကဲ့သို့တွေ့မြင်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီသင်္ကန်းစာလေးကိုဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဆက်ပြီးတော့ဒီကောင်လေးကို pro ကောင်လေးပြောင်းပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ upgrade plan ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ basic plan လေးကိုဝင်လိုက်ပါဒီနေရာမှာကျွန်တော်တို့ရဲ့ email လေးကိုပြန်ဆက်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ရဲ့ payment method ကို ယူပြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ cat information မှာကျွန်တော်ရဲ့ data လေးကိုထည့်လိုက်ပါမယ်။ကျွန်တော်ရဲ့ data လေးတွေကိုထည့်သွင်းပြီးရတဲ့အတွက် page ကိုနှိပ်ပြရမှာဖြစ်ပါတယ်။အဲတော့ and human ဆိုတော့ credit card နှိပ်ပြရမှာဖြစ်ပါတယ်။ Okay ဒါသလို့ရှိရင်ကျွန်တော်ဒီမှာ basic plan လေးကိုဝယ်ပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်။ဒီနေရာမှာ date လောက်ဆိုပြီးတော့30ဆိုတော့တွေ့မြင်မှာဖြစ်ပါတယ်။ကျွန်တော်တို့တလားစာ basic plan လေးကို9ဒေါ်လာနဲ့ဝယ်ယူပြီးကြောင်းကိုတခုခဲ့တော့တွေ့မြင်မှာဖြစ်ပါတယ်။ โอเคဒါတို့လို့ရှိရင်ကျွန်တော်ကာရိုဇာပိုးလေးကိုဒါပစ်ချလေးနဲ့တင်ကြည့်ပါမယ်။ဒါကြောင့်မို့ကျွန်တော်ဒီအောက်ကိုစကိုတောင်းလေးနဲ့ဆင်းပြရမှာဖြစ်ပါတယ်။ဒီနေရာမှာပစ်ချကာရိုဇာပိုးဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်။ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင် you this do ဆိုတာကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒီခုမြင်နေရတော့အပိုင်းလေးမှာတော့ဒီနေရာလေးကတော့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ page ဝင်လာတဲ့ admin account နဲ့ဆိုလို့ရှိရင်ဒီနေရာမှာယူထားတဲ့ page တွေအားလုံးကိုတွေ့မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်နှစ်တည်းနှိမ့်လိုက်ပါမယ်။ဒီနေရာလေးမှာကျွန်တော် admin ကောင်းနေကြီးပါတယ် page တွေကိုယခုကဲ့သို့တွေ့မြင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့က page တစ်ခုပဲရှိရဲဆိုရင်တော့ဒါ page တစ်ခုပဲတွေ့မြင်မှာဖြစ်ပါတယ်။ကျွန်တော်တို့က page တွေအများကြီးကိုယူထားရသလိုရှိရင်တော့ယခုကဲ့သို့အများကြီးတွေ့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီကနေပြီးတော့ page လေးတစ်ခုကိုယူလိုက်ပါမယ်။ reduce လေးမှာတစ်ခုတည်ထားကြရှိပါတယ်။ page page နှစ်ခုမကရှိမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ default ပုံစံကယူထားတာတော့ကလိုထုမီတာစုဆိုပြီးတော့ Facebook တွေ့မြင်မှာဖြစ်ပြီးတော့ဒီနေရာမှာကျွန်တော်အခုကြိုတက်တဲ့ page နှစ်ခုကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုက page တစ်ခုတည်းကိုပဲထည့်ချင်တယ်ဆိုရင်တော့မလိုအပ်တဲ့ page တစ်ခုကိုပြန်ထုတ်ပေးရမှာဖြစ်ပါတယ်။တကယ်လို့ကိုက page တွေကိုတစ်ပြိုင်တည်းထည့်ချင်တယ်ဆိုရင်တော့ကိုကြိုက်တဲ့ page တွေကိုနှစ်ခုသုံးခုယူလို့ရမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းတွေလည်းမတူဘူးဆိုတော့ကျွန်တော်ကအပေါ်ကတစ်ခုကိုထုတ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဖြုတ်မဲ့ kilometer တို့ဆိုရယ် page ကိုပြန်ရှာပါမယ်။အဲ့တော့ဒီနေရာမှာ kilometer တို့ lucky draw ဆိုပြီးတော့အမှန်ချင်တယ် ဖြစ်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒါလေးကိုလေ့တစ်ချက်ပြန်ပြီးတော့နှိပ်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်ယူထားတဲ့ panda tissue ဆိုတဲ့ page တစ်ခုပဲတွေ့မြင်ရမှာဖြစ်ပါတယ်เนาะအဲဆိုရင် page ကိုကျွန်တော်တို့ယူပြီးပါပြီပြင်မှာကာစာလေးတစ်ချက်ချလိုက်ပါမယ်ဒီနေရာကတော့ AD account ဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်မပြင်နဲ့ရပါတယ်ကျွန်တော်တို့ရဲ့ဒီ personal account ကဒီ AD ပုံစံမျိုးလေးကိုသူကပြောတာဖြစ်ပါတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီမှာ ပြင်ကျင်တဲ့ကိုယ့်ရဲ့ carousel post ကအပေါ်မှာရှိတဲ့ description စာလေးဖြစ်ပါတယ်။အဲ့ဒါကိုတော့ဒီမှာတော့ primary test တော့သုံးပါတယ်။အဲ့တော့ primary test လေးကိုကျွန်တော်တို့တခုခုထည့်ပါမယ်။အဲ့တော့ကျွန်တော်ကဒီမှာတော့နမူနာစာလေးကိုထည့်လိုက်ပါတယ်။ထည့်ပြီးတော့လို့ရှိရင်တော့ scroll down လေးနဲ့အောက်ကိုဆင်းပြရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော် cut button ဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်။ဒါကတော့ live page ဆိုတဲ့ button လေး default button နဲ့တွေ့မြင်မှာဖြစ်ပါတယ်။ live page ကတော့အားလုံးသိကြတဲ့အတိုင်းကျွန်တော် page ကိုဒါ live ရတဲ့ လိုက်ရသွားလို့ရှိရင်ဒါ page က like and follow တက်တဲ့ button လေးဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်ချင်းကျင်တယ်ဆိုလို့ရှိရင်ဒီ button လေးကို click ချင်နှိပ်လိုက်ပါ။ဒါဆိုလို့ရှိရင် no button ဆိုပြီးတော့လည်းတွေ့မြင်ရပါမယ်။နောက်တစ်ခုက land mode watch ပါပဲ။ contact us download queue install app listen music message page open link စသဖြင့်ပေါ့။ဒီခုကဲ့သို့ဒီ button လေးအများကြီးကို call to action button လေးအကုန်လုံးကိုအများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီမှာတော့ live button လေးနဲ့ပဲဒါယူလိုက်ပါမယ်။ပြီးလို့ရှိရင် ပြန်မှာကာစာလေးတစ်ချက်ချလိုက်ပါမယ်။ဟုတ်ကဲ့ဒီနေရာလေးကတော့ကျွန်တော်ဒီမှာ carousel ပုံလေးနှစ်ပုံထည့်သွင်းလို့ရမှာဖြစ်ပါတယ်။တကယ်လို့ကျွန်တော်တို့ကဒီကပုံကိုရွေးချင်တယ်ဆိုလို့ရှင်ဒီဘောက်ကလေးကိုတစ်တစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်ဘောက်ကလေးကိုယခုကဲ့သို့ select အုပ်ပြီးတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒီလို select အုပ်ပြီးသွားရင်ကျွန်တော်အောက်ကိုဆင်းပါမယ်။ဒီနေရာမှာကျွန်တော် page နဲ့တက်ဆိုင်တဲ့ပုံလေးတွေကိုယခုကဲ့သို့တွေ့မြင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ပုံအသစ်ထည့်ချင်မှာကဒီနေရာမှာ upload ဆိုတာကိုနှိပ်ပြီးတော့ပုံအသစ်ကိုထပ်ပြီးတော့ထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်ကတော့ပုံသစ်မထည့်တော့ပါဘူးဒါမှမဟုတ်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ status ပုံတွေကိုယခုကဲ့သို့ညာဘက်ကို like လေးရွှေ့ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒါကြောက်နော်အဲ့ကျွန်တော်ကဒီကနေပြီးတော့ပုံလေးတစ်ပုံကိုယူလိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာ animate ကလေးနဲ့ကျွန်တော် select အုပ်သွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် cut 1ကိုပြန်ပြီးတော့ကြည့်ပါမယ် cut 1မှာကျွန်တော်ယူလိုက်တဲ့ပုံလေးကိုရောက်ရှိလာတာကိုယခုကဲ့သို့တွေ့မြင်မှာဖြစ်ပါတယ်အဲ့ကြောင့်မို့ကျွန်တော်နောက်ထပ် cut 2ကိုယူပြရမှာဖြစ်ပါတယ် အဲ့တော့ရွေးမဲ့ကတ်တူတွေကိုကျွန်တော် select ချန်နှိမ့်လိုက်ပါမယ်။ဒါဆိုရင် select လေးရွေးပြီးပါပြီ။ကျွန်တော်တို့ပုံလေးရွေးဖို့ကြံပါသေးတယ်။အဲ့တော့ panda tissue နဲ့တက်တက်ပြီးတော့ပုံလေးကိုရွေးချင်တဲ့အတွက်ကျွန်တော်ဒီကနေပြီးတော့ဒီပုံလေးတစ်ပုံကိုထပ်ပြီးတော့ရွေးလိုက်ပါမယ်။ Okay ဒါသလိုရှင်နဲ့ဒီမှာကြည့်ပါကျွန်တော်တို့ cut 1 cut 2ဆိုပြီးတော့ဒါပုံလေးတွေကိုရွေးပြတာကိုတွေ့မြန်မှာဖြစ်ပါတယ်နော်။အဲ့တော့ဒီနေရာမှာကြည့်ကြည့်ပါကျွန်တော်တို့ဒီပုံလေးရဲ့အောက်ကဘာကာဆိုပြီးတော့တွေ့မြန်မှာဖြစ်ပါတယ်။ဒါကကျွန်တော်အရင် page တစ်ခုကနာမည်လေးဖြစ်ပါတယ်နော်။ ိတ်နံပါတ်လေးကိုချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကိုတော်လေးနဲ့အောက်ကိုဆင်းပြရမှာဖြစ်ပါတယ်ဒီနေရာမှာ cut 1တိုက်တယ်ဆိုပြီးတော့ backer ဆိုပြီးတော့တွေ့ပြန်မှာဖြစ်ပါတယ်အဲ့တော့ cut 1နေရာလေးကိုကျွန်တော်တို့ကပြန်ပြီးတော့ဆင်းပြရမှာဖြစ်ပါတယ်အဲ့တော့ cut 1လေးမှာကျွန်တော် line လုပ်ပေးခဲ့ပါဆိုပြီးတော့ဒီလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဖြည့်ကြည့်ပါမယ်ဒီနေရာမှာ live လုပ်ပေးခဲ့ပါဆိုပြီးတော့ကြောင်းသွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ live page ပါလေးကိုဒါ customer တယောက်ကနေပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ live page အတွက် live တစ်ခုရမှာဖြစ်ပါเนาะအဲ့တော့ cartoon လေးမှာလည်းကျွန်တော်ပြန်ချိန်မယ်ဆိုလို့ရှိရင် cartoon လေးမှာ cursor လေးချလိုက်ပါမယ် okay ကျွန်တော် cartoon လေးမှာတော့ like and follow ဆိုပြီးတော့ set ခဲ့ပါမယ်เนาะအဲ့တော့ကျွန်တော်နမူနာလေးရိုက်ကြတာဖြစ်ပါတယ်ညီကောင်မတော်မလေးအနေနဲ့ကတော့မိမိတို့နှစ်တရာကိုရိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပုံလေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပုံရဲ့အပေါ်မှာအဲရုပ်ကဲ့သို့8.9မီတာသူတိုင်းအတွက်အကောင်းဆုံးသောအဖော်ပုံပေါ့နော် ဲ့ဒါကျွန်တော်နမူနာလေးပြတာဖြစ်ပါတယ်ပြီးကျွန်တော် live button လေးထည့်တယ်ပြီးကျွန်တော်ပုံလေးနှစ်ပုံကိုကိုယ်စစ်ကြယူလိုက်တယ်ပြီးရင်ဒီဘက်ပြီးဟာ like လုပ်ပေးခဲ့ပါ like and follow ဒါမတူအောင်ထည့်ပြတာဖြစ်ပါတယ်အဲ့တော့ပုံလေးပြန်ချင်းကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ချင်းကျင်တဲ့ပုံကို click နေပြီးတော့ပြန်ချင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုကဲ့သို့ပုံလေးကြောင်းလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်အရင်ပုံပဲပြန်ထားမယ်ဆိုရင်ဒီဘက်က button လေးကိုပြန်ပြီးတော့နှိပ်လိုက်။ Okay ဒါဆိုရင်ပုံလေးပြန်ပြီးတော့ change သွားပါမယ်နော်။အဲ့တော့ကျွန်တော်ဒါလေးတွေအကုန် ပြည့်စုံသွားပြီဖြစ်တဲ့အတွက်ကျွန်တော်အပေါ်ဆုံးကိုပြန်ပြီးတော့တက်ပါမယ်ဒီနေရာမှာ publish ကိုနှိပ်ပေးရမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဒီနေရာမှာအမှန်ကြီးအစင်းလေးနဲ့ upload လုပ်ပြီးကြောက်ကိုတွေ့မြင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page ကိုပြန်ပြီးတော့တွားကြည့်ပါမယ်အဲ့တော့ခုနကကျွန်တော်ပန်တာတ िश ူးဆိုပြီးတော့ပြန်ပြီးတော့ရှာလိုက်ပါမယ်။ Okay ဒါတို့လို့ရှိရင်ကျွန်တော် page လေးကိုရောက်ပြီးဖြစ်တဲ့အတွက် scroll down လေးနဲ့ပြန်ကြည့်ပါ โอเคဒါတို့ချင်းဒီမှာ casual ပုံလေးပုံလေးနှစ်ပုံကိုကျွန်တော်တို့ဒီပုံစံလေးနဲ့တွေ့မြင်မှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော် live ပုံလုံးလေးကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့အာ live ရမှာဖြစ်ပါတယ်เนาะဒါလေးကို boost လုပ်လို့လည်းရပါတယ်เนาะအဲ့တော့ဒီမှာဒုတိယပုံကတော့ဒီပုံလေးဖြစ်ပါတယ်เนาะโอเคဒါတို့ချင်းကျွန်တော်တို့ page အတွက် carousel post လေးတစ်ခုကိုယခုကဲတော့ရရှိလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ tools လေးကတော့ကျွန်တော်တို့ဒီအဲ carousel post ကတော့ဒါပုံလေးနှစ်ပုံပဲဒါအသုံးပြုလို့ရတာဖြစ်ပါတယ်ပုံလေးအများကြီးသုံးနေတယ်ဆိုရင်เนาะ ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာမျှော်ပေးကြတာရှိပါတယ်เนาะโอเคဒီနေ့မှကျွန်တော်တို့သတိထားစရာလေးတစ်ခုရှိပါတယ်အဲဒီရခုဝင်ကြည့်တော့နေရာကကျွန်တော်ရဲ့ဒီအကောင့်ကနေပြီးတော့ Facebook ဝင်ကြည့်ထားတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ page admin editor အနေနဲ့ဝင်ကြည့်ထားတာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီ live button လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကသာ admin editor role အနေနဲ့ကျွန်တော်ရဲ့ page ကိုဝင်ပြီးတော့ကြည့်မယ်ဆိုရင်ရခုကဲ့သို့ live button လေးတွေ့မြင်ရမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင် ို့ရဲ့ page ကိုကိုကိုယ်တိုင်လိုက်ပြန်ပြီးတော့လုပ်လို့မရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်เนาะအဲ့ချိန်ကျလို့ရှိရင်ကျွန်တော်တို့ editor တွေ admin တွေ role တွေနဲ့ဒါကိုယ့်ရဲ့ page ကိုဒီ post ကိုကြည့်ကြည့်မိကမှဟာ live button ပျောက်နေရဆိုပြီးတော့ဖြစ်မှာဆိုလို့ဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင် admin editor အကောင့်ကနေထွက်ပြီးတော့တခြားအကောင့်ကနေပြီးတော့ကျွန်တော်ရဲ့ post တွေကိုပြန်ကြည့်ကြည့်ပါယခုကဲ့သို့ live button တွေရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်เนาะဒါလေးကတော့တတိထားပေးရမယ်အချက်ကလေးတစ်ခုဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ carousel poll လေးကိုရရှိသွားပြီဖြစ်တဲ့အတွက် ားလုံးလည်းလို့ကြည့်လို့အဆင်ပြေမယ်လို့ယုံကြည်ပါရစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ